ါရှင်စမကတင်ပါဒီကနေ့မေလ12ရက်နေ့အတွက် Happy Spring ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပါကစ္စတန်ရဲ့ဝဟင်တိုက်ပွဲမှာတိုက်လေယာဉ်တွေဆုံးရှုံးခဲ့တယ်လို့အိန္ဒိယလီဒါအတည်ပြုတဲ့သတင်း။သမရစီတော်လေယာဉ်ဖြင့် Imperial ကိုလေယာဉ်တစ်စီးလက်ဆောင်ပေးဖို့ကတာစီစဉ်တဲ့အကြောင်းတရုတ်အမေရိကန်ကုန်သွယ်ရေးဆွေးနွေးမှုအခြေအနေဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပါကစ္စတန်ရဲ့စစ်ရင်ပြည်ပကအတွင်းမှာတိုက်လေယာဉ်တွေဆုံးရှုံးခဲ့ရလို့အိန္ဒိယလေတပ်ကအတည်ပြုခဲ့ပါတယ် ပါကစ္စတန်နဲ့လေးရကြာဖြစ်ပွားခဲ့တဲ့ဆေးရပြိပကမှာတိုက်လေရင်တွေပြစ်ချခံခဲ့ရတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးမေလ17ရက်မှာတော့အိန္ဒိယလေတပ်ကအဆုံးရှုံးတွေဆိုတာစစ်စင်တိုက်ခတ်မှုတွေရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်တယ်လို့တုတ်ပြန်သွားခဲ့ပါတယ်။လေရင်မှုတွေအလုံးကတော့ဘေးကင်းနဲ့အိမ်ပြန်လာနိုင်ခဲ့တယ်လို့အိန္ဒိယလေတပ်ကပြောပေမဲ့အသေးစိတ်အချက်အလက်ကိုတော့မထုတ်ပြန်ထားပါဘူး။ပါကစ္စတန်ဘက်ကတော့နှစ်ဖက်ဝင်ရင်စီဂျန်ထိုးကြရမှာ အိန္ဒိယလေတိုက်ရဲ့အဆင့်အမြင့်ဆုံးပိုင်ဆိုင်မှုဖြစ်တဲ့ပြင်သစ်လော့ရဖေတိုက်လေယာဉ်၃စီးအပြင်ရုရှားလော့ SU-30 နဲ့ Mig-29 တိုက်လေယာဉ်၃စီးအပြင်တိုက်ခိုက်ရေး drone ၃စီးကိုလည်းပစ်ချနိုင်ခဲ့တယ်လို့ကြေကြော်ထားပါတယ်။အိန္ဒိယကတော့အဲ့ဒီအချက်လက်တွေကိုအတိမပြုခဲ့ပါဘူး။ဒါပေမဲ့အမေရိကန်နဲ့ပြင်သစ်ထောက်လန်ရေးတွေကတော့ရဖေ၃စီးလော့အိန္ဒိယပိုင်နက်ထဲပြတ်ကျသွားခဲ့တယ်လို့ယုံကြည်ရကြောင်းပြောထားပါတယ်။ပါကစ္စတန်လေတပ်ကတော့ တရုတ်စီကဝယ်ထားတဲ့ဂျေတန်းစီတိုက်လေယာဉ်တွေကိုအသုံးပြုပြီးအိန္ဒိယတိုက်လေယာဉ်တွေကိုပစ်ချခဲ့တယ်လို့ဆိုတာပါအဲ့ဒီအချက်အလက်ကိုအတည်ပြုနိုင်မယ်ဆိုရင်တရုတ်နည်းပညာနဲ့တိစောက်တဲ့တိုက်လေယာဉ်တွေကလက်တွေ့စစ်ပွဲမှာရန်သူကိုပထမဆုံးအကြိမ်ပစ်ချနိုင်မှုအဖြစ်မှတ်တမ်းဝင်လာမှာပါစစ်စင်ရဲ့အတိုင်းအတာတစ်ခုလုံးအနေနဲ့ဆိုရင်အိန္ဒိယဟာနေဆက်မြင်းတဝိုင်းမှာရှိနေတဲ့ရန်သူစစ်ရင်ပြတ်မှတ်တွေကိုတိုက်ခိုက်ချိန်မုန်းနိုင်ခဲ့ပြီးအိန္ဒိယစစ်သည်9ယောက်သေဆုံးခဲ့ပါတယ်ပါကစ္စတန်ဘက်ကလည်းစစ်သား35ယောက်ကနေအယောက်40အထိအသေးအပြောက်ရှိခဲ့ပြီး ရန်သူတိုက်လေရင်တချို့လည်းပြစ်ချခံခဲ့ရတယ်လို့ယုံကြည်ရကြောင်းအိန္ဒိယစစ်တပ်ဘက်ကပြောပါတယ်။မေလ9ရက်မနက်ပိုင်းမှာအိန္ဒိယတိုက်လေရင်တွေဟာပါကစ္စတန်ပိုင်နက်နဲ့ပါကစ္စတန်ထိန်းချုပ်ထားရာကက်ရှမီးယားဒေသအစိတ်ပိုင်းတွေကိုလေကြောင်းကနေတိုက်ခိုက်မှုလှုပ်ဆောင်ရကနေနှစ်ဖက်ကြားစစ်ရေးပရိပတ်ကအဆပြုခဲ့တာပါ။ဒါပေမဲ့မေလ10ရက်နေ့ညနေပိုင်းမှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်ရဲ့ဂျာဝင်ဆစ်ဆက်ပေးမှုနဲ့အတူအိန္ဒိယနဲ့ပါကစ္စတန်တို့ဟာချက်ချင်းနဲ့အလုံးစုံအပြည့်ရဲဆဲတော့မှာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ ဲ့ဒီအချက်လက်ကိုအိန္ဒိယနဲ့ပါကစ္စတန်တို့ကလည်းအတည်ပြုခဲ့ကြတာပါအပြည့်အကျညာပြီးနောက်ပိုင်းသဘောတူညီမှုချိုးဖောက်ပြီးဆက်လက်တိုက်ခိုက်မှုတွေရှိနေရလို့နှစ်ဖက်စလုံးကဆွဆွဲထားကြပေမဲ့မေလာ၁၇ရက်ကစလို့နှစ်နိုင်ငံနေဆက်မှာပြစ်ခတ်တန်တွေလုံးဝရပ်ဆဲသွားခဲ့လို့သိရပါတယ်ရှင်အမေရိကန်သမ္မတ04ရဲ့ F4 ဖြစ်အသုံးပြုဖို့စင်ခါအုံဆောင်တွေနဲ့အစင်းမြင့်ထားတဲ့ဂျမ်ဘိုဂျက်လင်စည်းကိုကာတာစီကနေလက်ခံရယူဖို့အင်ဖြူတော်ကဆွေးနွေးနေကြောင်းသိရပါတယ် ကာတာအစိုးရကအမေရိကန်အတွက်ဇင်ကန်လေယာဉ်ကြီးတစ်စီးလက်ဆောင်ပေးဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းဖော်ပြချက်တွေကိုညှင်းဆိုပြီးတမတ်အချင်းကာလတစ်ခုစာအသုံးပြုရဲ့အတွက်ပဲနှစ်နိုင်ငံဆွေးနွေးနေတာလို့ပြောပါတယ်။ CPS သတင်းဌာနကတော့အဲ့ဒီလေယာဉ်ကိုထရန့်ရဲ့သမရတက်တန်ကုန်ဆုံးသွားတဲ့အချိန်ကျရင်ထရန့်ထူထောင်လာတဲ့သမရရေဟာစာကြည့်ရတဲ့အတွက်လွှဲပြောင်းလှူဒန်းဖို့ညှိနှိုင်းထားကြောင်းလည်းဖော်ပြခဲ့ပါတယ်။ သူရဲ့ဒုတိယသမ္မတတက်တန်အတွင်းအဓိကတန်တမန်ရင်းပြပခီးစဉ်တစ်ခုအဖြစ်ကာတာကိုအခုသတင်းပတ်ထဲမှာထရန့်ကမသွားရောက်ခင်အခုလိုသတင်းထွက်ပေါ်လာတာပါ CBS ကတော့လေယံကိုအမေရိကန်စီလွှဲပြောင်းပြီးရင်တော့ချက်ချင်းအသုံးပြုမှာမဟုတ်ပဲ F41 တွေကဒစီအဖြစ်တင့်တော်အောင်ပြန်လည်မွမ်းမံတာတွေလုံခြုံရေးအရာရှိတွေရဲ့အသေးစိတ်စစ်ဆေးမှုတွေကိုအဆင့်ဆင့်ကြော်ဖြတ်ရအောင်မယ်လို့ဖော်ပြခဲ့ပါတယ်ကာတာဘက်ကလေယံကိုလက်ဆောင်ပေးတာမဟုတ်ဘူးလို့ပြောထားပေမဲ့ထရန့်ကတော့ Boeing 747လေယာဉ်တစ်စီးကိုတက်တန်းနှစ်လင်းဆက်နီးပါးရှိပြီးဖြစ်တဲ့ F41 တစ်စီးအတွက်အခမဲ့အစားထိုးနိုင်အောင်လက်ဆောင်ရခဲ့တာဖြစ်တယ်လို့သူ့ကိုယ်ပိုင်လူမှုကွန်ရက်မီဒီယာဖြစ်တဲ့ True မှာရေးသားဖော်ပြခဲ့ပါတယ်။လက်ရှိအမေရိကန်မှာ F41 ဖြစ်အလှကျအသုံးပြုနေတဲ့ Boeing 747-200B နှစ်စီးရှိပါတယ်။အဲ့ဒီလေယာဉ်တွေကို1990နဲ့1992ခုနှစ်တွေက F41 တွေအဖြစ်စတင်အသုံးပြုနေခဲ့ပြီးသမရယုံထိုင်ဖို့အသင့်တော်တဲ့အစီအမံတွေပြင်ဆင်က အထူးဆက်သွယ်ရေးဆိုင်ရာကိရိယာတွေကိုလည်းတက်ဆင်ထားခဲ့ပါတယ်။ကာတာကထရန်အတွက်ပေးဖို့မယ်ဆိုတဲ့လေရင်ကတော့အများကြီးအဆင့်မြင့်ထားတဲ့ Boeing 747X အမျိုးအစားဖြစ်ပြီးမိုးပြံစင်ကန်နန်းတော်ကြီးလိုတင်စားရတဲ့လေယာဉ်မျိုးဖြစ်ပါတယ်။ထရန်ဟာပထမသမရသက်တမ်းလင်းနဲ့အတွင်းကာတာနဲ့ယင်းနှီးနှွေးထွေးတဲ့ဆက်ဆံရေးမျိုးတည်ထောင်နိုင်ခဲ့ပြီး2019ခုနှစ်မှာကာတာဟာအမေရိကန်ရဲ့လေယာဉ်အမြောက်အများကိုဝယ်ယူခဲ့ပါတယ်။ကာတာအစိုးရဟာ2018ခုနှစ်တုန်းကလည်းစင်ကန်လေယာဉ်တစ်စီးကို တူရကီအစိုးရစီလက်ဆောင်ပေးအပ်ခဲ့ပူပါသေးရဲ့ရှင်။နိုင်နိုင်ငံသားကုန်သွယ်ရေးဆိုင်ရာဆွေးနွေးညင်နိုင်မှုတွေမှာအဆင်ပြေချောမွေးခဲ့ကြတယ်လို့တရုတ်ရောအမေရိကန်ကပါပြောကြားခဲ့ပါတယ်။အမေရိကန်ကဒိုနယ်ထရန့်တမရဖြစ်လာတဲ့နောက်တရုတ်သွင်းကုန်တွေပေါ်တင်းကျပ်တဲ့အခွင့်အရေးချမှုတွေတက်မှတ်ရကကမ္ဘာစီးပွားရေးအင်အားအတောက်တင်းဆုံးနိုင်ငံတစ်ခုကြားမှာကုန်သွယ်ရေးစစ်ပွဲဆန်တဲ့အားပြန်မှုတွေစတင်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အမေရိကန်နဲ့တရုတ်ကိုယ်စားလှယ်တွေဟာကုန်သွယ်ရေးမူဝါဒဆိုင်ရာပြည်ပကတွေကိုဖြေလျှော့ဖို့ဆွစ်ဇာလန်နိုင်ငံမှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်ဗဏ္ဍာရေးဝန်ကြီးစကော့ဘရဆန်စ်ကဒီဆွေးနွေးမှုဟာအပြုသဘောဆောင်ပြီးအပေါင်းလက္ခဏာပြသနေရလို့ပြောပါတယ်။တရုတ်ဒုတိယဝန်ကြီးချုပ်ဟီလီဖန်ကတော့ဆွေးနွေးမှုတွေဟာအရန်အသေးစိတ်ကြပြီးမပွင့်လင်းလင်းရှိတယ်လို့မှတ်ချက်ပေးခဲ့တာပါ။အင်ဖြူတော်ကကုန်သွယ်ရေးဆိုင်ရာသဘောတူညီမှုတစ်ခုရရှိခဲ့လို့ပြောပေမဲ့အသေးစိတ်ကိုတော့မကြေညာခဲ့ပါဘူး။မေလ၁၂ရက်မှာတော့နှစ်နိုင်ငံကြားပူးတွဲကြေညာချက်တစ်စောင်ထွက်ပေါ်လာမယ်လို့မျှော်လင့်ရပါတယ်။ဘတ်ဆန်နဲ့ဟီရိုဦးဆောင်ခဲ့တဲ့နှစ်နိုင်ငံကိုယ်စားလှယ်တွေဟာပြည်ခဲ့တဲ့သတင်းဘက်ကကာလာတခြားလုံးတကားပိတ်ဆွေးနွေးမှုလုပ်နေခဲ့တာဖြစ်ပါတယ်။ အမေရိကန်ကတရုတ်သင်္ကုံတွေအပေါ်အခွန်145ရာခိုင်နှုန်းတွန်းမြတ်သတ်မှတ်ပြီးတရုတ်ကလည်းအမေရိကန်ကုန်စည်တချို့ကိုအခွန်125ရာခိုင်နှုန်းမြှင့်ကောက်ရင်းအပြန်အလှန်တင်းမာခဲ့တဲ့နောက်မှာဒါဟာနှစ်နိုင်ငံထိပ်တန်းအရာရှိတွေပထမဆုံးမျက်နှာစုံညီတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်ဆွစ်ဇာလန်မှာနှစ်ရက်ကြာတွေ့ဆုံမှုပြီးမှာတော့အမေရိကန်ရဲ့ကုန်သွယ်ရေးဆိုင်ရာတန်ရာရှိဂျေမီဆန်ဂရီယာကတရုတ်နဲ့ဆွေးနွေးကြတဲ့ရလဒ်တွေအရအမေရိကန်ဟာနှစ်စဉ်ကုန်သွယ်ရေးလုံငွေပြောင်းမှုဒေါ်လာတစ်သထမနှစ်ထရီလီယံလောက်ကိုရှင်းချနိုင်လိမ့်မယ်လို့ပြောကြားခဲ့ပါတယ် နှစ်ဖက်ဆွေးနွေးမှုအခြေအနေကောင်းခဲ့တဲ့လက္ခဏာတွေကြောင့်မေလ၁၂ရက်နေ့မှာတော့တရုတ်နဲ့ဟောင်ကောင်စတော့ဈေးကွက်တွေတက်ရိပ်ပြခဲ့ပြီးအမေရိကန်မှာလည်းစတော့ဈေးကွက်အဖွင့်မှာအပေါင်းလက္ခဏာဆောင်တဲ့အပြောင်းလဲတွေညံ့ရောက်ွယ်ရှိနေတယ်လို့လိလာသူတွေကသုံးသပ်ထားကြပါရှင်။ PBS Print ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းကြောင်းရတွေကိုတင်ဆက်ပေးသွားကြတာဖြစ်ပါရှင်။